လောင်လုံးရေဖြူမျိုးနဲ့အကြေဝါချုံမှာဆက်နာရှင်တက်ကအင်အားအများကြားတော့ပြူပြီးလူကြီးစင်းလိုက်လံကောက်ယူနေတယ်လို့ဒေသခံတွေကပြောပါတယ်ဆက်နာရှင်တပ်သားတွေရှိပြီးအပြေလျှောက်လာပြီးနှွေမာလာ6ရဲ့ဒီနေ့မနေ့ပိုင်းကလောင်လုံးမျိုးနဲ့ကမြုံကြီးကြွားကိုစုမှာတေဝင်တအေထွေလူရင်နဲ့အထောင်စုစင်းလိုက်လံကောက်ယူနေတယ်လို့ဆိုပါတယ် ဒါပင်ရေပြမျိုးနဲ့မုဒုရွာမာလေးဆန္နာရှင်တကနိုဝင်ဘာလ၄ရက်ကနေ၅ရက်နေ့အထိနှစ်ရက်ကြာလို့ရစဉ်စစ်ဆေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကော်မရှင်ကသူတို့မှာရနေတဲ့အမေစင်းတွေကိုလိုက်လံစစ်နေတာဖြစ်တယ်လို့ရွေးကောက်ပွဲအတွက်လည်းလိုက်လံစီုံနေတာဖြစ်တယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူ ကိုရှယ်တို့ကပြောပါတယ်။ ဒီမနက်ပိုင်းစကောမရှင်က အဖွဲ့ဆိုနေကမြောကင်းချွာအိုဆူမှာလူရည်စင်းလိုင်လံကောက်ယူအနေချင်းဆရာနာရှင်တက်ကအင်အားအများပြားနေလူချွေးကြီးချထားသလိုဝိုက်တွဲလျင်နေလေနှစ်ချိတ်ထဲမနေပြန်ဝဲနေတယ်လို့ဘာလို့မျိုးနေပြီးသူကာကွယ်တပ်ဖွဲ့စီကတီးရပါတယ်တီးရ2023ခုနှစ်ကလေလောင်မျိုးနဲ့ကမြောကင်းချွာအိုဆူမှာ အခုလိုလူရည်စင်းလည်းကံကောက်ယူနေချေပြခတ်မှုဖြစ်ပြီးလောချိုကြီးလိုက်ပါနေတဲ့ဒူရုပ်တို့ဒိတ်ဆုံသွားပါတယ်တနင်္လာရီတိုင်းကော့တောင်းခရံခမောက်ကြီးမြို့နယ်မှာအကျန်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာဗိုလ်မှူးဗိုလ်ကြီးတို့အပါအဝင်စစ်သား20ကျော်ဟာတေသွားပြီးအများအပြားလဲဒဏ်ရရှိခဲ့လို့ကော့တောင်းခရံပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်းနယ်ပြန်ကြားရေးတာဝန်ခံကိုကြားကြီးကပြောပြပါရတယ် နိုဝင်ဘာလ2ရက်နေ့နေ့လယ်7:30မိနစ်50လောက်ကခမောက်ကြီးမြို့နယ်အခြေစိုက်တပ်နယ်ကအင်အား80လောက်နဲ့လေးရွာနဲ့ထူးဆောင်ဖြက်လန်းကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအသင့်စောင့်ကြိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဟာ၃နိုင်ကျော်ကြာမြင့်သွားခဲ့တယ်လို့လည်းသိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးတို့ဗိုလ်ကြီးတို့နဲ့တက်ကြွကြီးတို့အပါအဝင်၈ဦးဟာနေရာမှာပဲပွဲချင်းပြီးတည်သွားခဲ့တာကို တော်လဲရဲဘော်တွေကမျက်မြင်တွေ့ရှိခဲ့ရလို့လည်းသိရှိရပါဗါးအပြင်တိုက်ပွဲအတွင်းမှာတည်သွားခဲ့တဲ့စစ်သားအလောင်း78လောင်းကိုလည်းလေးရွာစာတင်ကျောင်းအနီးမှာမိရှို့ထားခဲ့ရလို့လည်းသိရပါဗါးဒါအပြင်အကြက်ဘက်စစ်သား28ဦးဟာလည်းဒဏ်ရာရှိခဲ့ပြီးခြေပြက်လက်ပြက်ဒဏ်ရာအပြင်းထန်ရကစစ်သား8ဦးကိုထိုင်းနိုင်ငံရန်နောင်းဆေးရုံမှာဆေးကုသနေရတယ်လို့ကြံရှိတဲ့ဒဏ်ရာစစ်သားတွေကိုလည်း ကော့တောင်းပြည်သူစေယုံနဲ့စစ်တပ်စေယုံတို့မှာစေကုသနေရတယ်လို့လည်းသိရှိရပါတယ်။အဲဒီကိမ်းမှုကို ကော့တောင်းခရံမဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်တဲ့ KTLA ဘိုးကျုံမြအထုတရဲ့ကော့တောင်းမြို့နယ်ပကဖားနဲ့ဗိုလ်ပြင်းမြို့နယ်ပကဖားတို့ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လန်းတစ်ဖက်ဝင်နှစ်ဦးဟာကြာဆုံးခဲ့ရပြီးတဦးမှာတော့မစိုးရိမ်ရဒဏ်ရာရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ ဒဝဲခရိုင်ထဲကကြေးဝါတချို့မှာစစ်တပ်နဲ့ဌာနဆိုင်ရာအဖွဲ့တွေကအင်အားအများပြနဲ့ရွေးကောက်ပွဲအတွက်လူဦးရေစီးရင်လိုက်လံကောက်ယူနေတယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်းမှာလောင်းလုံမြို့နယ်ကမြော်ကင်းရွာကနေအိမ်တွေကို လူဦးရေစီးရင်ကောက်ယူခဲ့ပြီးလွန်ခဲ့တဲ့နှစ်ရက်ကလည်းရေဖြူမြို့နယ်မှာရှိတဲ့ဒဝဲအထူးစီးပွားရေးဆောင်အေရိယာတွေကကြေးဝါတချို့မှာလူဦးရေစီးရင်ကောက်ယူခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လကုန်ပိုင်းကလည်း တရချောင်းမြို့နယ်အောက်ပိုင်းကကြေးရွာတချို့မှာစစ်တပ်နဲ့ဌာနဆိုင်ရာတွေပူးပေါင်းပြီးလူရေစင်ကောက်ခံခဲ့ပါတယ်။ဆနာရှင်တပ်ကတနင်္လာရီကံလွန်နဲ့ဖိတ်ကျော်စုအနီးပြည်လင်ပြင်ထဲနိုဝင်ဘာလဒုတိယပတ်မှာစစ်လေကျမှာဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့မီဒီယာတွေမှာထင်ညာထားပါတယ်။တနင်္လာရီကံလွန်ပြည်လင်ပြင်မုံမကွေမှာရှိတဲ့ PTTEP company ဇော်တိကတပွားတံခွေစီမံကေရေနံစင်ကနေ48မိုင်กว่า တိုတဲကပနီရန်နာသဘောတာငွေစီမံကေရင်းနှံစင်ကလီတစ်ဆက်လေးမှတ်ပွားမှာရင်းနှံဆိုင်ရာစင်လီချင်ကန်ကိုနွေမလာခွန်ရင်းနဲ့ရှင်းနေတွေမှာပြုလုပ်မယ်လို့ဆိုပါတယ်ရေချောင်းလူချိုရေးပင်လယ်မြေလေးချင်တန်ကိုတော့နွေမလာဆေးရဲကနေ၁၄ရက်နေ့အထိကျော်စုမျိုးနဲ့ကပူစာကျော်နဲ့ဆမ်မိုင်လောက်အကွာမှာရှိတဲ့ပင်လယ်ပြင်မှာပြုလုပ်မယ်လို့ဆိုပါတယ်ပေကျုံးစုအနေနဲ့ ရည်တက်လူချိုးရေးလေ့ကျင့်များမှာရေပင်ဝေဟင်းရေအောင်လေ့ကျင့်ကံတွေနဲ့လက်နက်လေ့ကျင့်ပြခတ်တာတွေဆောင်ရွက်မှာဖြစ်ပြီးတင်းနှသာဤကံလုံးမှာလုံမိတ်လေ့ကျင့်မှုမှာတော့ဘယ်လိုဆောင်ရွက်မယ်ဆိုတာမဖော်ပြထားပါဘူးစေလေ့ကျင့်နေ့ချီအတွင်းအဲ့ဒီ area နှစ်ခုကနေငါးမိုင်ပတ်လေကိုတင်ပေါ်ဆလီငါးဖန်တင်ပေါ်စက်တအတမန်တွေဖြတ်တန်းသွားလာတာကြောက်ချရနာတာငါဖန်တာ ငါဖကရိယာချထားတော်ရင်မလို့ချဖို့ဆေဟုစုကတိပေးတာမြင့်ထားပါရယ်။ဒါပင်လေရင်ရရင်တွေကိုလေအမြင့်ပေ15000အောက်ဖြတ်ကျော်ပြန်သားလာမလို့ချဖို့လေပြညာချက်ပါဖော်ပြထားပါရယ်။